ဒီကနေ့မှာတော့ April 26ရက်နေ့က The Diplomat သတင်းဌာနမှာကိုကျော်တက်အောင်ရေးသားထားတဲ့တရုတ်ကခုခံတော်လှန်အင်အားစုတွေဘလောက်အထိရှေ့ဆက်နိုင်လဲဆိုတာကိုဆုံးဖြတ်ချက်ချနိုင်တယ်လို့ဆိုတဲ့ဆောင်းပါးကိုဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့အခြေအနေရလဒ်တွေကိုတရုတ်ကပုံပြီးအဆုံးဖြတ်ပေးနိုင်တဲ့အနေအထားကိုရောက်ရှိလာပါတယ်။ဒါဟာခုခံတော်လှန်အင်အားစုတွေအတွက်နှက်ဆိုင်တဲ့အကျိုးဆက်ရှိပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ7ရက်အနာသိမ်းပြီးနောက်မြန်မာနိုင်ငံဟာမကြုံစဘူးအဓိကရုံးတွေထက်နစ်မွန်ခဲ့ပါတယ်။တနင်္ဂနွေလုံးမှာအကြမ်းဖက်ဖိနှိပ်မှုတွေပြည်သူ့အုံကြမှုတွေခုခံတော်လှန်မှုတွေအောက်မှာတိုင်းပြည်ဟာအစိတ်စိတ်အမမကွဲအပ်ခဲ့ပါတယ်။လင်းနှစ်ကျော်အတွင်းလက်နက်ကင်အဖွဲ့အသစ်900ကျော်တနင်္ဂနွေလုံးမှာပေါ်ပေါက်လာခဲ့ပြီးလူမျိုးစုလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်း EO တွေနဲ့ပူးပေါင်းခဲ့ပါတယ်။တိုက်ခိုက်မှုတွေကအစပိုင်းမှာပျောက်ကြားစနစ်နဲ့သာဖြစ်ပွားခဲ့ပေမဲ့အခုဆို နိုင်ငံအနှံ့အပြားမှာတိုက်ပွဲတွေတိုးမြင့်လာခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့တွေနဲ့ခုခံတော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲပေါင်း16000ကျော်ဖြစ်ပွားခဲ့ပြီးအရှိတောင်အာရှရဲ့သမိုင်းမှာအပြင်းထန်ဆုံးပြည်တွင်းစစ်ပွဲတွေထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အဓိကအပြောင်းလဲတစ်ခုကတော့2023ခုနှစ်အော်တိုဘာလ28ရက်နေ့မှာအာခတ်တပ်တော် AA မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA နဲ့ တအောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNL တို့ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဖွဲ့ကတက်သူများနှစ်ခွန်စစ်စင်ရေးကိုစတင်ခဲ့ပါတယ်။အခြားခုခံတော်လှန်အင်အားစုတွေနဲ့ပူးပေါင်းတိုက်ခိုက်ပြီးအာဏာသိမ်းစစ်တပ်ကိုအဓိကခံစစ်တွေကနေဆုတ်ခွာစေခဲ့ပါတယ်။ MNDAA နဲ့မဟာမိတ်တပ်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အရှိန်မြောက်ပိုင်းစစ်တေသာကွက်ကွယ်မုံဌာနချုပ်ကိုတင်ပိုက်နိုင်ခဲ့ပြီးမြမပြည်တွင်စစ်သမိုင်းရဲ့မကြုံစဖူးအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာတရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေမှာ အင်အားကြီးကစားသမားအဖြစ်ရှစ်လျားစွာတရှိခဲ့ပြီးမဆွက်ဖက်ရင်မူဝါဒကိုကင်ဆွဲထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့2020ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းမှာပီကျင်းဟာသူ့ရဲ့ရှင်ကပ်ပုံကိုပြန်လည်ချိန်ညှိခဲ့ပြီးသူ့ရဲ့မဟာပြောင်မြောက်ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့နဲ့အနောက်တောင်ပိုင်းနေဆက်တလျှောက်ဖြစ်ပေါ်တိုးတက်မှုတွေကိုစောင့်ကြည့်ဖို့လုပ်ခဲ့ပါတယ်။တစ်သူများနှစ်ခွန်စစ်စင်ရဲ့ဒုတိယလှိုင်းနောက်ပိုင်းမှာ တရုတ်နိုင်ငံကဂျာဝင်စစ်ဆက်ပေးသူအဖြစ်ဖိအားပေးခဲ့ပြီးပါဝင်လာခဲ့တာပါအာဏာသိမ်းစစ်တပ်နဲ့နေဆက်အခြေဆိုင် EO ရဲ့အကြမ်းမှာတရုတ်နိုင်ငံရဲ့နောက်ဆုံးအကြိမ်ဂျာဝင်စစ်ဆက်မှုကမဟာဗျူဟာမြောက်ရွေချက်တွေရှိနေခဲ့ပါတယ်အခုအချိန်မှာဘေကျင်းကသူ့ရဲ့အကျိုးစီးပွားနဲ့ကန့်ကျင်တဲ့အဖြစ်တစ်ခုရရှိဖို့တွန်းအားပေးခဲ့ပါတယ်စစ်တပ်နဲ့ခုခံတော်လှန်အင်အားစုတွေအကြားအင်အားမများတားမုံကိုထိန်းသိမ်းဖို့နဲ့ဘေးအင်အားစုကမှတရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုထိခိုက်စေလောက်အောင် မကြွေးထားလာစေဖို့ရည်ရွယ်ပါတယ်။တန်တမန်ရေးရဖိအားပေးမုံနဲ့စီးပွားရေးဆိုင်ရာမက်လုံတွေကိုပေါင်းဆက်အသုံးပြုပြီးတရုတ်နိုင်ငံကလိုချင်တဲ့ရလက်တွေကိုရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။၂၀25ခုနှစ်ဧပြီလမှာ MNDAA ဟာကိုလာကြာတင်ပိုက်ထားတဲ့လာရှိုမြို့ကိုအနာသိန်းစစ်တပ်ထံပြန်လည်လွှဲပြောင်းပေးခဲ့ရာကတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုကြောင့်ဖြစ်နိုင်တဲ့လုံရက်တစ်ခုဖြစ်ပါတယ်။ဒါဟာတိကျဖြစ်ရတစ်ခုမဟုတ်ပဲပုံမကြည်ပြတဲ့ပုံစံနဲ့ဖြစ်ရတစ်ခုကို စုစည်းတက်မှတ်လိုက်တာဖြစ်ပြီးမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်တိုးတက်မှုတွေအပေါ်တရုတ်ရဲ့လွှမ်းမိုးနိုင်စွမ်းတိုးတက်လာတာကိုပြသနေပါတယ်။ပီကျင်းဟာဘသူတွေကညှိနှိုင်းရေးစပွဲပေါ်မှာပါဝင်ရမယ်ဆိုတာတင်မကပဲညှိနှိုင်းမှုမှာဘသူတွေဗာရမယ်ဆိုတာကိုပါဆုံးဖြတ်နေရလဲဖြစ်ပါတယ်။မြန်မာခုခံတော်လှန်အင်အားစုရဲ့အတွက်တော့ဒီအချိန်နဲ့တက်ရောက်မှုတွေဟာအလွန်နှက်ဆိုင်လှပါတယ်။တရုတ်ဟာမြန်မာနိုင်ငံရဲ့စစ်ရေးအရာလှုပ်ရှားမှုတွေကိုတာမကပဲနိုင်ငံရေးနေပေကိုပါပုံဖော်နေပါတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ကိုတရုတ်နိုင်ငံကဥဆောင်ဆုံးဖြတ်တဲ့အခါအဓိကအကျိုးဆက်သုံးခုရှိလာပါတယ်ပထမဦးဆုံးအဓိကတက်ရောက်မှုကတော့စစ်ရေးရအောင်မြင်မှုတွေရရှိဖို့ကြိုးပမ်းနေတဲ့မြန်မာခုခံတော်လှန်အင်အားစုတွေရဲ့မဟာဗျူဟာမြောက်အမြင့်ဆုံးပန်းတိုင်ကိုတရုတ်နိုင်ငံကကန့်တန့်နေခြင်းပဲဖြစ်ပါတယ်ခုခံတော်လှန်ရေးအဖွဲ့တွေရဲ့နောက်ဆုံးပန်းတိုင်မဟာဗျူဟာကရှင်းလင်းပါတယ်တော်လှန်ရေးနဲ့ဆက်အနာရှင်စနစ်ကိုဖျောက်ချဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့တရုတ်ရဲ့ဖိအားပေးတဲ့အကြောင်းဝင်စစ်စမ်းမှုပုံစံကို ချမ်းပြင်းနယ်မြောက်ပိုင်းမှာထင်ထင်ရှားရှားမြင်ရပြီးဒီဂျီမန်းချက်ကိုတိမ်တိမ်မွေ့မွေ့လှုပ်ဆောင်နေပါတယ်။ဗီဂျင်းဟာခုခံတော်လင်းအင်အားစုရဲ့လက်အောက်ကိုရောက်သွားတဲ့မြို့တိုင်းဒေသတိုင်းကိုဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ပေမဲ့သူ့အကျော်စီးပွားရဲ့ထိခိုက်လာရင်ဝင်ရောက်ဆွတ်ဖက်နိုင်ပါတယ်။ဗီဂျင်းကစီမတတ်မဲ့ခင်ခုခံတော်လင်းအင်အားစုရဲ့ဘလောက်ဝေဝေရှစ်ဆက်နိုင်မလဲဆိုတာကိုကန့်သက်ချက်တွေရှိနေတယ်ဆိုတာရှင်းလင်းပါတယ်။အရေးကြီးတာကတယောက်ဟာ အနာသိစစ်တပ်ဒါမှမဟုတ်ခုခံတော်လှန်အဖွဲ့တစ်ဖက်ဖက်ကိုပဲရက်တင်နေရမဟုတ်ပါဘူး။ဒါဟာမဟာပြောင်မြောက်တွက်ချက်မှုတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့မတင်ငင်တဲ့အင်အားရှင်ခွင်ကြမှာမြေပြင်ထိန်းငင်းမှုလို့ခေါ်တဲ့လှုပ်ဆောင်ချက်တစ်ခုလည်းဖြစ်ပါတယ်။ပီကျင်းကနေမြေပိုင်းရခွဲပြားနေတဲ့မြန်မာနိုင်ငံထက်နိုင်ငံရေးအရခွဲပြားနေတဲ့မြန်မာနိုင်ငံကိုထိန်းချုပ်ဖို့ပိုလွယ်ကူပါတယ်။အာနေဘီခွဲပြားနေတဲ့မပြိုကွဲတဲ့အတိုင်းပြည်တစ်ခုဟာတရုတ်နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားအတွက်ပိုပြီးအထောက်အကူဖြစ်စေပြီး နိုင်ငံပြုတ်ကိုခြင်းဒါမှမဟုတ်ဒေသတွေမတည်ငြိမ်မှုတွေနဲ့ဆက်ဆက်နေတဲ့အန်တွေတွေမပါဘဲလွှမ်းမိုးနိုင်စွမ်းကိုတုံးဆွဲနိုင်ပါတယ်ဘီဂျင်းဟာတရုတ်ရဲ့မဟာပြောင်မြောက်အကျိုးစီးပွားကိုအထောက်ကူရဖို့အာနစ်နေရဲ့မြန်မာနိုင်ငံဟာသွေးဆောင်ဖို့လုံလောက်ပါတယ်ဒုတိယအချက်တန်ရောက်မှုကတော့မြန်မာနိုင်ငံအတွက်အဓိကအားကိုးစရာတစ်ခုဖြစ်လာနိုင်တဲ့တရုတ်လက္ခဏာရဲနဲ့ပဋိပက္ခရှုပ်ငြိမ်းရေးပုံစံတစ်ခုထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်နှစ်ပေါင်းများစွာကြာအောင်အနောက်နိုင်ငံအလှူရှင်တွေနဲ့အစိုးရတွေဟာ မြမညီချင်းလုပ်ငန်းစဉ်မှာမြားပြတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့ကြပြီးအပြစ်ခက်ရက်စရဲစောင့်ကြည့်ခြင်းဆွေးနွေးညှိနှိုင်မှုတွေအတွက်ကူညီဆောင်ရွက်ပေးခြင်းနဲ့အဖွဲ့အစည်းဆိုင်ရာရန်ရဲတွေတိစောက်ခြင်းတို့ကိုပံ့ပိုးကူညီခဲ့ကြပါတယ်။ဒါပေမဲ့ရလက်ကတော့အနည်းငယ်သာတိုးတက်ခဲ့ပြီးအောင်မြင်မှုတွေကရှားပါးပါတယ်။စန်းကျင်ဘက်အနေနဲ့တရုတ်ဟာသူ့ရဲ့ကိုယ်ပိုင်ပုံစံကိုမြင့်တင်နေပြီးပြတ်သားတဲ့ဂျာဝင်စစ်စဲမှုနဲ့အပြစ်ခက်ရက်စရဲစောင့်ကြည့်မှုတွေမှာဓာတ်ရိုက်ပါဝင်လာပါတယ်။ လာရှုကိုမကြာသေးခင်ကအာဏာသိမ်းစစ်တပ်စီလွှဲပြောင်းလိုက်တာကတက်တည်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာနောင်ဖြစ်ပေါ်လာမဲ့ပဋိပက္ခတွေကိုဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုပုံဖော်မလဲဆိုတာဘေကျင်းရဲ့မဟာဗျူဟာမြောက်တွက်ရှက်မှုရဲ့ခြေပြေပုံစံတစ်ခုဖြစ်လာနိုင်ပါတယ်တချိန်တည်းမှာအထူးသဖြင့်အမေရိကန်ပြည်ထောင်စုကမြန်မာမှာရှိတဲ့ကဏ္ဍအသီးသီးကအဖွဲ့အစည်းတွေကိုရန်မုံဝဲထောက်ပံ့မှုကိုရှော့ချနေခြင်းတိရဲ့ပဋိပက္ခရှော့ချရေးဆိုင်ရာလှုပ်ရှားမှုတွေတိုးလာနေတာထင်ရှားပါတယ် ဒါပြင်ပေကျင်းဟာထိုင်းနဲ့မလေးရှားလိုဩဇာရှိရအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာလည်းသူ့ရဲ့ဩဇာညောင်းလှပါတယ်။ကျုပ်ကအကြမ်းဖက်မှုတွေညှော့နေသွားအောင်စွန့်ဆောင်နိုင်စွမ်းမရှိပေမဲ့ငင်းရရဲ့အတွက်အခြေခံပြုပြင်ပြောင်းလဲမှုကိုမြင့်တင်မှုတော့မဖြစ်နိုင်ပါဘူး။နောက်ဆုံးစိုးရင်ဖွဲ့အကောင်ဆုံးတက်ရောက်မှုကမြမအရေးမှာတရုတ်နိုင်ငံကတဖြည်းဖြည်းဒိုင်းရိုက်ပါဝင်ပတ်သက်လာတာကပထဝီနိုင်ငံရဲ့ဆိုင်ရာအန်ယူရီရှိပါတယ်။လက်ရှိမှာအမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံအကြား ပထဝီနိုင်ငံရေးဆိုင်ရာလစ်လျူရှုခြင်းနဲ့ပထဝီနိုင်ငံရေးဆိုင်ရာပြိုင်ဆိုင်မှုပဲဖြစ်ပါတယ်။ဒီနှစ်ခုစလုံးကမြန်မာနိုင်ငံရဲ့ရည်ရှိအကျိုးစီးပွားကိုဆိုးရွားတဲ့အန္တရာယ်တွေဖြစ်ပေါ်စေပါတယ်။နိုင်ငံတကာမှာဖြစ်ပွားနေတဲ့အကျက်တွေအကြောင်းကိုယ့်အခြေပဲကိုကြည့်ရနိုင်ငံတကာအတိုင်းအဝိုင်းဟာတရုတ်နိုင်ငံကိုနေရာပေးနိုင်နိုင်ပါတယ်။တရုတ်နိုင်ငံကသူ့ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားနဲ့အညီမြန်မာပဋိပက္ခအလုံးကူးပြောင်းရေးကိုဥဆောင်နိုင်ပါတယ်။ဆန့်ကျင်မှုအနည်းငယ်သာရှိပါလိမ့်မယ်လို့ထင်ရပါတယ်။ နိုင်ငံတကာကနှုတ်ဆက်နေရဟာပီကျင်းကိုမြန်မာအနာဂတ်ကိုပုံဖော်ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒါဟာပထဝီနိုင်ငံရေးဆိုင်ရာလက်လျူရှုခြင်းရဲ့နိုင်ငံပဲဖြစ်ပါတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာဒီထက်ပိုပြီးအန္တရာယ်များနိုင်ပါတယ်။မဟာအင်အားကြီးနိုင်ငံတွေပြိုင်ဆိုင်မှုပြန်လည်ပေါ်ပေါက်လာတာကမဟာပြောင်မြောက်ညင်းပင်မှုတွေမတည်ငြိမ်စေဖို့ကြိုးပမ်းမှုတွေဩဇာအာဏာနဲ့တယံဇာရအတွက်ရှင်ပြန်မှုတွေဖြစ်စေပြီးမြန်မာကိုအတိကရုံးတွေထက်ပြစ်ရှနိုင်ပါတယ်။ဒီလိုအခြေအနေမှာမြန်မာနိုင်ငံဟာ နိုင်ငံကအကူအညီထက်ပထဝီနိုင်ငံရဲ့ဆိုင်ရာပြိုင်ဆိုင်မှုရဲ့ပြဇက်ယုံတစ်ခုဖြစ်လာပါလိမ့်မယ်။လန်ဒန်မှောင်ခိုကလည်းမွေးစေဝါအထိတရားမဝင်စီးပွားရေးလုပ်ငန်းစတဲ့မတင်ညင်မှုနဲ့ကြီးထွားလာပါလိမ့်မယ်။ရှင်းရှင်းပြောရရင်ဒုတိယလမ်းကြောင်းဟာဘေးဆိုးဖြစ်နိုင်ပါတယ်။လစ်လီယိုရှုကျင်တဲ့ဖြစ်စေပြိုင်ဆိုင်မှုနဲ့ဖြစ်စေနိုင်ငံကအတိုင်းဝိုင်းရဲ့ပြက်ကွက်ခြင်းကမြမအနာဂတ်ကိုနိုင်ငံသားရှင်လင်မှုခံရမယ့်အန်ဒီကိုဖိတ်ခေါ်နေရပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ2020ခုနှစ်အနာသိမ့်မှုမတိုင်မီ နိုင်ငံရေးအကြက်အတဲထက်ပုံမဆိုးဝါးလာပါတယ်။တိုင်းပြည်ကအခုဆို ပြည်တွင်းစစ်မှာနစ်မွနေပါတယ်။နိုင်ငံတကာကလည်းတဖြည်းဖြည်းဂယူမဆိုင်တော့ပဲကဘာအကြက်တဲ့ပေါ့အာယုံပြောင်းနေပြီဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာပဋိပက္ခနဲ့အစိတ်စစ်အမှောင်မှားကွဲခြင်းဆက်ဝါးကနေလွတ်မြောက်ဖို့ကိုယ်တိုင်လမ်းကြောင်းရှာဖွေရပါမယ်။ British Colonial ခက်ပညာရှင် John Saint Dunham Fanning Bay ကအတော်အတန်ကြာရှင်နေတဲ့အုပ်ချုပ်သူမဲ့ကာလတစ်ခုအပြီးမှာ မြန်မာနိုင်ငံကိုတရုတ်ပြည်နယ်တစ်ခုအဖြစ်တွေးရှိနိုင်တယ်လို့သတိပေးခဲ့ပါတယ်ဒီပြောဆိုချက်ကချက်က ပြောဆိုခြင်းဒါမှမဟုတ်မလို့အပတ်စိုးရင်ထိုင်းလန်းစီခြင်းလို့ထင်ရပါတယ်ဒီမတင်ညီတဲ့အချိန်တွေမှာဖာနေဘေးရဲ့စကားကစိတ်အနှောင့်အယှက်ဖြစ်စေပေမဲ့အနေငယ်မှန်ပါတယ်မြန်မာနိုင်ငံဟာတရုတ်ရဲ့ပြည်နယ်တစ်ခုအဖြစ် ဖြစ်လာနိုင်ပွဲမရှိပေမဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့နေမြေပိုင်းပြန်လည်ဖွဲ့စည်းခြင်းအပေါ်ဗီဂျင်းကလွှမ်းမိုးလာမှာထင်ရှားပြီး တဖြည်းဖြည်းမြန်မာနိုင်ငံအပေါ်အဆုံးဖြတ်ပေးနိုင်တဲ့အနေအထားရောက်ရှိလာနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့တင်ပြနေတဲ့နိုင်ငံတကာသတင်းမီဒီယာထဲကမြန်မာဆိုတဲ့အကြောင်းအရာကနိုင်ငံတကာမှာကျွမ်းကျင်သူတွေကသုံးသပ်တင်ပြနေတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါခင်ဗျာ